စမယ်။ Israel Rising Lion စစ်စင်ရေးစတင်တဲ့နေ့မှာပဲ Iran အခေါင်ချုပ်ကြီး Ali Khamenei ရဲ့စစ်ဦးစီးချုပ်အလန်နဲ့ Ali Yarri တယောက်ယောရှုဝါတို့ရောက်ရှိသွားခဲ့ပါတယ်။လစ်လက်သွားတဲ့နေရာအစားထိုးဖို့အတွက် Ali Khamenei ကြီးက၄ရက်ကြာနဖူးတိုက်ဒူးတိုက်ဆွေးနွေးရပါတော့တယ်။ဘာဖြစ်လို့လဲဆို Israel စစ်စင်ရေးစတဲ့နေ့မှာပဲ Iran လေတပ်ဦးစီးချုပ်လည်းကြွတယ် drone တပ်ဖွဲ့မူကြီးလည်းကြွတယ် အီရန်လေကြောင်းရံကာကွယ်ရေးဦးစီးချုပ်ကြီးလဲကြွသွားတယ်။ဒါကြောင့်အလီခါမီနီကြီးကနောက်ထပ်တယောက်ထပ်ခန့်ဖို့အရေးလေးရကြာဆွေးနွေးလိုက်ရတယ်။အဲကံမကောင်းစွာနဲ့ပဲလေးရအကြာဆွေးနွေးပြီးမှခန့်လိုက်ရတဲ့စစ်ဦးစီးချုပ်ကြီးဟာရပ်ပန်အကြာမှာပဲထပ်မံပြီးယောရှုဝရောက်သွားရပြန်တယ်။ပြောရမယ်ဆိုရင်အလီခါကြီးခေါင်းကျိန်းနေပြီ။အရေးချင်းပြေဝတဲ့လူတွေဒီအီရန်နိုင်ငံမှာမရှိတော့ဘူးဆိုတာသူသိနေလို့ပဲ။ပစက်ကလည်း ကဘာရှိကြဆုံးလူမျိုးกว่าဒီလိုမကြချုံဘူးဆိုပြီးအန်ကျိရင်အရေချင်းအပြည့်မီဆုံးစစ်ဦးစီးချုပ်နောက်တစ်ယောက်ရဖို့ရေးတဲကြီးမဲကြီးရှာပါတော့တယ်ကံကောင်းစွာနဲ့ပဲအလီခါမီနီကြီး ရှာတွေ့သွားတယ်သူရှာတွေ့သွားတဲ့သူရဲ့နာမည်ကဥစမာလဒူလိုင်းတယ်အီရန်လူမျိုးပဲစစ်ရေးပညာများကိုအီရန်နိုင်ငံမှာတမကနိုင်ငံရက်ချားမှာရှိတဲ့ကဘာအဆင့်36ရှိတဲ့တပ်မတော်ကိုပတ်ဆိုင်ထားတယ်မြန်မာနိုင်ငံရဲ့ DSA စစ်တပ်ကတို့မှသွားရောက်တင်ယူထားတဲ့သူတယောက်ဖြစ်တဲ့အတွက်စစ်ရေးဗျူဟာများကိုတစ်ဖက်ကန့်ခတ်ကြွန့်ကျင်ယုံမက ရွာမီးရှို့ဗျူဟာပရာကျော်ဘန်းနိုင်ဗျူဟာထမင်းအိုးတဲ့ဤပါချတဲ့ဗျူဟာအလက်တုပ်ဗျူဟာကုံကုံဗျူဟာစတဲ့ဗျူဟာပေါင်းမြောက်များစွာကိုလည်းပိုင်နိုင်ပါတယ်သူရဲ့ရက်ဟာငားပြီမကြော်ပြီမဲဇာကတော့မသေးဘူးလို့ဆိုရမယ့်သူတယောက်ကျွန်တော်မလုံရဲတာဘာမှမရှိဘူးဆိုပြီးဖနက်တိုက်ဇစ်ဖြဲတေးခွက်ခံစတဲ့အောက်ချီအလောက်ကစားဘဲကောင်ကစ်ဖြစ် ဖင်ပေးပောင်းရဲတယ်လို့ကြွေးကြော်ထားတဲ့သူတယောက်ဖြစ်နေပြန်တော့အလီခါမီနီကြီးသဘောခွေသွားပုံရတယ်အခုအီရန်နိုင်ငံရဲ့လက်လက်နေတဲ့စီအူစီချုပ်နေရာကိုအိုဆမာလက်ဒူလိုင်ကိုခန့်လိုက်ပြီတဲ့မော့ဆတ်ဆိုတဲ့ရှန်ရှန်တောက်ထောက်လိုင်းရဲ့အဖွဲ့ကိုပိုင်ဆိုင်ထားတယ်အစ္စရေးကလည်းအိုဆမာလက်ဒူလိုင်ဘယ်မှာနေလဲသိတယ်ဘယ်နေရာမှာရှိလဲလဲသိတယ်ခတ်တာကသူ့ရဲ့ငါးပေမပြည့်တဲ့အရက်ကြောင့်ရေဒါလွတ်နေပြီးဒုံးပြစ်ချမရတဲ့ပြဿနာကြုံတွေ့နေရတယ်တဲ့ ဘလို့ပဲဖြစ်ဖြစ်အီရန်စစ်ဦးစီးချုပ်အိုဆမာလဒူလိုင်ဟာသူမလောက်ရဲတာဘာမှမရှိဘူးဆိုပြီးကြွေးကြော်ထားတဲ့သူတယောက်ဖြစ်နေပြန်တော့အလီခါမီနီကြီးကိုအာနာပြန်သိမ်းပြအောင်မလားဆိုတာကိုတော့စောင့်ကြည့်ရအောင်မှဖြစ်ပါတော့တယ်တွင်အမှန်တွေတင်ဆက်ပေးနေတယ်